ထန်းတော်များမှနေ့စဉ်ပေါ့အများဆုံးအဘသင့်စီတဲ့လုပ်ငန်းခွင်ဟာဘာလဲဒီအကြောင်းကိုတလောတုန်းကဘုန်းကြီးတစ်ပါးနဲ့စပ်ပြီးတော့သူ့နည်းနည်းသတိပေးတဲ့အနေနဲ့ဥစဉ်ကဆွေးနွေးပူးပါတယ်ယဟန်နေတွေကိုမနေ့မနေ့မိုးလင်းလာတဲ့ကညအိယာဝင်တဲ့အထိအများဆုံးအဘသင့်စီတဲ့တိခါဘုဒ္ဓဒီဒန္တဘုန်းတာတိခါဘုပဲဖြစ်တယ်ခုနကကြီးကြီးငယ်ငယ်နှစ်တွေခန္ဓာအိမ်ကကြွားတော့တဲ့နဲ့အကပ်ပြစ်တယ်ဒီမူလေးကိုတော့မမေ့နဲ့ ဲ့ဒီမှာတွေပါနေတယ်နော်တခြားဟာခဏထားလိုက်နောက်တစ်ခုလဲတော့ယထာတော့ကားတော့သွားနိုင်တဲ့သွားလိုက်တဲ့အခါမှာထားတဲ့မြူမုံအဲ့လောက်ပမာဏရှိတဲ့မြူမုံရှိတဲ့ပစ္စည်းဝတ္ထုကနေစပြီးအကက်ခံပြီးသုံးဆွဲရမယ်အဲ့ဒီမူကလည်းမမေ့ဘူးဒီတော့ရေအိုးတွေပေါ့ဒီနေ့ရေအိုးတွေကိုထားထားလိုက်တော့ຫນွေရည်ရောက်ပြီးမိုးရင်းမှာမြူမုံမကြဘူးပဲထားပါတော့ຫນွေရည်ဆိုလို့ရှိရင်တော့ အဲ့ဒီလိုကားတို့ယထတို့သွားတဲ့အချိန်ကမှထတဲ့မြူမုံပမာဏရှိတဲ့မြူမုံနေဒီအိုးပေါ်မကြနိုင်ဘူးလားကြနိုင်ဒီရေခွက်ပေါ်ပေါ်ကြနိုင်အိုးတဲ့ကရေဟာစစ်ထားတဲ့ထားမြူမုံမပအောင်စစ်ထားတဲ့ထားတော့အိုးပေါ်မှာတင်ထားတဲ့ဒီခွက်မှာဒီမြူမုံနေမပေးနိုင်ဘူးလားပေးနိုင်တယ်မြူမုံပါတဲ့ခွက်နဲ့အိုးတဲ့ကိုနှစ်ပြီးတော့ရေခတ်လိုက်တယ်ဒီမြူမုံဒီအိုးတဲ့ကြမသွားနိုင်ဘူးလားကြသွားပြီတစ်ချက်ခတ်ပြီးတဲ့အခါကျတော့ဒီရေကိုတောက်လိုက်တယ် ပါဇက်နဲ့တက်ပြီးဒီခွက်တော့လိုက်တော့အဲ့ဒီခွက်မှာတရွေးတွေပေးမသွားဘူးလားပေးသွားပြန်တယ်တရွေးပေးသွားတဲ့ဒီခွက်ကိုမဆေးဘူးဒီတိုင်းထားခဲ့တယ်နောက်တစ်ပတ်ကတခါလာပြီးထိုက်ပြီးဒီခွက်ကြီးနဲ့ရေထဲခတ်ပြန်တယ်ခတ်လိုက်တော့ဒီတရွေးတွေဒီအိုးထဲရောက်မသွားဘူးလားရောက်သွားပြန်တယ်နောက်တစ်ပတ်ကလည်းတောက်ပြီးဒီတိုင်းထားခဲ့ပြန်တယ်နောက်တစ်ဒီခွက်နဲ့ပဲထပ်ပြီးဒီအိုးထဲခတ်ပြန်တယ်အဲ့ဒီပုံစံစနစ်နဲ့ဆိုတော့ဒီရဲမှာဒွေပေါင်းစုံမသွားဘူးလားစုံသွားပြီနော် သရေပေါင်းစုံရောနေတဲ့ရေတစ်ခုဖြစ်သွားတယ်အလုံးအတက်ပြက်ထက်ခါထက်ခါဒီခွက်ကိုသုံးနေတဲ့အတွက်မြူမုံကလည်းထက်ခါထက်ခါကြက်နေဒီရိုးထဲမှာမြူမုံတွေလည်းရောနေတယ်ဒါကြောင့်မြူမုံကြောင့်လည်းအဘတ်တင်နေတယ်တရေကြောင့်လည်းအဘတ်တင်နေဒါကြောင့်ရှေးတုန်းကတော့ဘုန်းကြီးတစ်ပါးရောက်လာပြီဆိုရင်တော့ယဟန်တန်ကကလည်းနဲနေသေးတော့ဒီအိုကိုင်းမုံတွဲဖုံမှာဘုရားရှင်တတ်မှတ်ပေးတဲ့အတိုင်းဓမ္မကရင်ခေါ်တဲ့ရေစစ်ကလေးနဲ့အထက်ခတ်တာပိုကောင်းတယ် ခပ်ပြီးတဲ့အချိန်ခါမှာဘာလို့ကလဲဓမ္မကရင်ခေါ်တဲ့ရေစစ်ကလေးနဲ့ခပ်ပြီးတော့ရေစစ်တာအိုးတယ်ဝင်မယ်ခုနကတောက်တဲ့ခွက်ကအိုးတယ်မရောက်တော့အဲ့ဒီခွက်ကိုမြူမုံစင်အောင်ဒီရေစစ်ကလေးနဲ့ရေစစ်ပြီးတော့ဆေးရတယ်ဆေးပြီးတဲ့အချိန်ခါကျတော့မြူမုံစင်သွားပြီစင်လောက်ပြီဆိုတဲ့အခါကျတော့မှဒီဓမ္မကရင်လေးနဲ့ရေထက်စီပြီးရေခွက်ထက်ကိုရေထက်ကြည့်ရတယ်ထက်ကြည့်လိုက်လို့ဒီထက်မှမြူမုံမပါတော့ဘူးဆိုမှရေကိုအလိုရှိသလိုတောက်တောက်မိတဲ့နဲ့တပြိုင်နက်တည်းဘာလုပ်မလဲ ဓမ္မကရိုင်းနဲ့ရေစိကလေးရေစိကလေးနဲ့ရေထက်ခတ်လိုက်ခတ်ပြီးတော့ဒီခွဲထက်ထည့်ပြီးတော့အဲ့ဒီမိမိတောက်တဲ့ဘက်ကဓာတ်ဝဲကိုစင်အောင်တခါတည်းဆေးသွားဆေးပြီးတော့မှဒီခွက်ကိုဒီရေအိုးပေါ်မှာပြန်ပြီးတင်သွားအဲ့ဒီစနစ်ဆိုလို့ရှိရင်တော့ဒီတိတ်ခါဘုတ်ကိုထိမ့်သိမ်းဆောက်ရတဲ့ဆောင်းဆောင်တဲ့အပိုင်းမှာတော်တော်လေးလွယ်သွားတယ်အဲ့တော့ဓမ္မကရိုင်းရေစိကလေးတွေကိုရေအိုးတိုင်းဖိနှတ်မှာချထားပေးထားတယ်အခုတော့အဲ့ဒီဓမ္မကရိုင်း၃နဲ့အစနစ်ကတော့အခုနည်းနည်းလေးနည်းသွားတော့ဒီမှာအခု ကော့ခေါ်တဲ့နော်ရေပုံမင်းနှုတ်နှုတ်သီးကောင်းလေးနဲ့ရေခမ်းတဲ့စနစ်ကလေးတော့လှုပ်ထားပေးပါလေလှုပ်ထားပေးပေမဲ့လို့အဲ့ဒီခွက်ကောင်တောက်ပြီးပြီဆိုရင်ဘလူဆေးသွားလဲဘလူမှမဆေးကြဟုတ်တယ်မဒါကြောင့်အဲ့ဒီခွက်မှလည်းဒရွေးတွေကပေါင်းစုံနေတယ်နော်နောက်တစ်ခါတယောက်ကတောက်လိုက်ဒီတိုင်းထားပခဲ့လိုက်မြူမုံတွေကလည်းပေါင်းစုံနေတယ်။ဒါကြောင့်ဥစဉ်တို့ကျမ်းမာရေးဘက်ကတဖန်လှည့်ပြီးပြန်ကြည့်လိုက်မယ်ဆိုရင်လေနော် ရားရှင်ရဲ့ဓမ္မကရဏရေစဖေးနဲ့ရေသုံးတဲ့စနစ်ဒီသိကောင်းရေလဲတန့်ရှင်းတယ်တရွေးရင်မှလည်းတရွေးဘောင်းဆုံးဆိုတော့ယောဂါလည်းယောဂါဘောင်းဆုံးမရှိနိုင်ဘူးလားရှိနိုင်တယ်ကုသတတ်တဲ့ယောဂါတွေကဒီကနေ့တစ်ဆင့်တစ်ဆင့်ပြန်ပေါ်သွားတတ်တယ်နော်ဒါကြောင့်ဘုရားရှင်ရဲ့ဝိနည်းတော်ကိုရိုသေလေးစားခြင်းဒီကျမ်းမာရေးအတွက်လည်းကောင်းတဲ့ဆေးကောင်းတစ်ခုဖြစ်နေတယ်နော်